United ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ပေါ့နော်ဒီနိုဝင်ဘာ6ရက်နေ့ United အသင်းရဲ့ဒါနောက်ဆုံးရထားတဲ့သတင်းတွေကိုပြောပြပေးကြပါမယ်ဗျာ ကျွန်တော်မှတ်မဲ့ရရပါဘောနော်လွန်ခဲ့တဲ့39နှစ်လွန်ခဲ့တဲ့နှစ်ပေါင်း39နှစ်ရဲ့နိုဝင်ဘာ6ရက်ပေါ့နော်ဒီလိုနှစ်မျိုးမှာဆိုင်လက်ဖာဂူဆန်ဟာဒါယူနိုက်တက်အသင်းကိုရောက်ရှိလာခဲ့တာဖြစ်တယ်ပေါ့နော်နိုဝင်ဘာ6ရက်နေ့ဆိုတာဆိုင်လက်ဖာဂူဆန်ယူနိုက်တက်ကိုစတင်ကင်တွယ်ခဲ့တဲ့ဒါနေ့နေ့အမှတ်တရနေ့လေးတနေ့ဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ငါဒါအဘာထဲမှာခြေစွမ်းအဘာထဲမှာလက်စွမ်းဘယ်လိုပြောရမလဲနီးပြအစွမ်းပြနေတယ်ပေါ့နော်အဘာထဲနဲ့ဒူတာ year metric ကိုနိုင်ပြီးတော့အဲ့ဒီခက်ကပေါ့နော်ဒါဥရောပဖလားတွေပါတွေပါသူရရှိခဲ့တဲ့ ရရှိအောင်ဆွမ်းဆောင်နိုင်ခဲ့တဲ့ဖာဂူဆန်ပေါ့နော်အဲ့ဒီဖာဂူဆန်ကို United အသင်းစတင်ခန့်အပ်ခဲ့တဲ့နိုဝင်ဘာ6ရက်နေ့ပဲဖြစ်ပါတယ်ဗျာအဲကျွန်တော်တို့ဒီပြီးတော့ United အသင်းရဲ့ပေါ့နော်အော်တိုဘာလအတွက်အကောင်းဆုံးကစားသမားစုဖို့တော့ဒါ Brian Ambumo ကရရှိသွားပါတယ်ဘာလို့လဲဆိုတော့ဒီပြီးအဲ့ဒီအော်တိုဘာလအတွင်းမှာကျွန်တော်တို့ United အသင်းရာပေါ့နော် Liverpool Brighton ပြီးတော့ ော်တီယန်ဖောရက်ပေါ့နော်စသဖြင့်ဒီကစားခဲ့တယ်အဲ့ဒီအသင်းနေနေပွဲမှာဆိုရင်ဒါ Brian Amumu ကဂိုးဖန်တီမူတွေရောဂိုးသွင်းနေသွင်းကိုးတွေရောပေါ့နော်ရရှိခဲ့တယ်ပြီးတော့ Brighton နဲ့ပွဲမှာဆိုရင်လည်းနှစ်ဂိုးလီဗာပူးနဲ့ပွဲမှာဆိုရင်လည်းဟိုတကူသွင်းပြီးခဲ့တယ်ပေါ့နော်ဆိုတော့ Brian Amumu ကအော်တိုဘာလအတွက်အကောင်းဆုံးကစားသမားဆုကိုဒါရရှိသွားခဲ့တယ်ရရှိခဲ့တယ်ပေါ့ဗျာပြီးတော့ပေါ့နော်အကောင်းဆုံးကစားသမားဆိုတာတော့ဒါ United အသင်းရဲ့အကောင်းဆုံးကစားသမားပေါ့ ပြီးတော့ဒီ Brian Mbumo ကိုပေါ့နော်သူ့ရဲ့အကြိုက်ဆုံးဂိုးဗျာဒီအော်တိုဘားလာအတွင်းမှာအကြိုက်ဆုံးဂိုးကဘယ်ဂိုးလဲလို့ဖြေတဲ့အခါမှာပေါ့နော်သူကဒီမဟာပြိုင်မဲ့ Liverpool အသင်းဘက်ကိုသွင်းခဲ့တဲ့ဂိုးကလည်းအင်မတန်မှကောင်းတယ်ပေါ့နော်အဲ့ဒါကိုလည်းသူ့အနေနဲ့သဘောကျတယ်ဒါပေမဲ့လည်းအော်တိုဘားလာအတွင်းအကြိုက်ဆုံးဂိုးကတော့ဒါ Brighton နဲ့ပွဲမှာပေါ့နော်နောက်ဆုံးသွင်းယူခဲ့တဲ့ဂိုးဖြစ်တယ်အဲ့ဒီညရဲ့၄ဂိုးမြောက်သင်ဂိုးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီ3-2နဲ့ဗျာ United ကဟိုစိုးရိမ်နေရတဲ့အချိန်ကြီးပြန်ရောက်လာတယ်ဗျာအချိန်ဘိုးကလည်း9မိနစ်6မိနစ်လောက်ကျန်နေရပေါ့နော်အဲ့ဒီအချိန်မှာ IAM မျိုးကဒါဖိုတိုဖြစ်စေမဲ့ကိုသွင်းယူပေးခဲ့တာဖြစ်တယ်အဲ့ဒီသွင်းကိုမှလည်းဒါ Bruno Fernandes ရဲ့ Fanny Bay မူကလည်းတော်တော်လှပတယ်လို့ပြောလို့ရရဗျာဘာလို့လဲဆိုတော့ဒီဘောလုံးရောက်မလာခင်နဲ့ဗျာဘလူးနိုကအန်ပူးမှုရှိမရှိဘယ်တိုင်းလာနိုင်ချေရှိလဲဆိုတာကြည်ရတယ်သူစီဘောလုံးပေးလိုက်တဲ့အချိန်မှာပေါ့နော်ဘောလုံးကိုခွာပေးလိုက်တယ်ဗျာခွာပေးလိုက်တော့ပက်တီပဲ Brian Ambu မူကဒါဘလူးမနဲ့တယောက်ချင်းတွေ့မှာအตาလေးဒါဘယ်တော့နေကိုကန်ထက်သွားခဲ့တယ်ပေါ့နော်အဲ့ဒီကိုကတော့ဒါသူ့ရဲ့အကြိုက်ဆုံးကိုလို့ပြောပါတယ်ဗျာ ပြီးရင်ကျွန်တော်အပြောင်းအလဲသတင်းတွေနဲ့ပတ်သက်ရင်တော့ United တင်ရဒီဒီဇန်နဝါရီမှာတော့မဟုတ်ပါတော့နွေရာသီမှာ Elliot Elio Anderson ကိုခေါ်ခေါ်ယူသွားနိုင်ချေရှိရယ်ပေါ့ဘာလို့လဲဆိုတော့အဲဒီဇာသမားကို Amoyin Knight ကလည်းခြိုက်တယ်နောက်ပြီးတော့ Elio Anderson ကိုခေါ်ယူပြစ်တယ်ဆိုရင်တောင်းမှာနောက်ထပ်ကွင်းလင်ကစားသမားတစ်ယောက်ကိုလည်းဒါထပ်ပြီးတော့ခေါ်ယူသွားအောင်မယ်လို့သိရတယ်ဗျာဆိုတော့ပေါ့နော်ဒီကွင်းလင်ကစားသမား၂ယောက်လောက်ဒီဖြည့်သွားဖို့အစီအစဉ်ရှိတယ်အဲ့ဒီထဲမှာတော့ဒါရေပန်းစားနေတာကတော့ Elio Anderson ဖြစ်တယ်ပေါ့ရေပန်းစားနေတဲ့တခါတည်းပဲဒါရောက်စေချင်တယ်ပေါ့ကျွန်တော်ကတော့ အဲပြီးရင်ကျွန်တော်တို့ကက်စမဲရိုးနဲ့ဟယ်ရီမကွိုင်းရချင်နေရတော့တိတ်မတိကြဘူးပေါ့နော်ယူနိုက်တက်မှာဆက်ရှိဖို့ဘာလို့လဲဆိုတော့ကက်စမဲရိုးဒီယူနိုက်တက်ကိုရောက်လာတာဟိုသူလည်း၅နှစ်ပြည့်သွားပြီပေါ့နော်ဆန်ချိုနဲ့ တိတ်မကွာဘူးရောက်အတိတ်စန်းချိုးစန်းချိုးတော့နောက်မှရနောက်နှစ်မှရောက်လာဆိုတော့ရောက်လာပါတော့ဒါပေမဲ့လည်းဒီသူ့ရဲ့စာချုပ်ကလည်းကုံတော့မယ်ကျွန်တော်တို့တနစ်တတန်တိုးခွေကိုလည်း United ကမတိုးတော့ဘူးလို့ဒါသတင်းတွေထွက်နေတယ်ဗျာဘာလို့လဲဆိုတော့ Casemiro ရဲ့ဒါလက်ရှိပေးထားတဲ့လက2800ရှိတယ်ပေါ့နော်လာမယ့်ရာသီ Champion League ဝင်ခွင့်ရတယ်ဆိုရင်အဲ့ဒီ2800ကို25%တိုးပြီးတော့ထပ်ပေးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ Casemiro ကိုတော့ဒါရာသီကုံတာနဲ့ဟိုအလွတ်နဲ့ထွက်ခွာခွင့်ပြုဖို့တော်ဒီမဟုတ်ပေါ့နော် ဟိုရောင်းချလို့ရရောင်းချဖို့ United ကဒါပြုတ်လုတော့ဘူးကပုံများနေတယ်ပေါ့ပြီးရင်တော့ကျွန်တော်ဟယ်ရီမကွိုင်းရကိုလည်းဗျာ United တင်ရလောလောဆယ်စာအုပ်တက်တယ်မတွေ့သေးဘူးမကွိုင်းရတည်းလေသူ့ရဲ့ဒီစာချုပ်ကနောက်ဆုံးနှစ်တည်တဲကိုရောက်နေပြီပေါ့နော်တကယ်လို့ပေါ့နော်မကွိုင်းရတာယာလီကုန်ဒီခြေသွမ်းပြနိုင်နေဆိုရင်တော့ United ကဒါမကွိုင်းရကိုလည်းစာအုပ်တက်တယ်တူဖို့ဟိုစီတင်သွားနိုင်ရရှိတယ်လို့တော့သိရတယ်ဒါပေမဲ့လောလောဆယ်အခြေအနေမှာတော့ဘာမှခံချက်မှမရှိဘူးယာအဲဟယ်ရီမကွိုင်းရတည်းလေဒါခြေသွမ်းပြနိုင်ရင်တော့မပြောတတ်ဘူးအဲလက်ရှိလေသူသူတွေဒီ ပါဝင်တဲ့ဘွေတိုင်းတော့ခြေသွမ်းပြနေတာပဲဗျာဟဲ့ဒီမကွန်ရလဲဒါပေမဲ့ ဒီ MOEN ကအဲ့ဒီမကွမ်းရားကိုယိုယိုတို့ဒီ light တို့လူ short တို့လောက်မကြိုက်တဲ့သဘောလေးရှိရပေါ့နော်ဆိုတော့အဲအဲ့ဒီမကွမ်းရားခြေနေရောဘလို့ဖြစ်မယ်မသိဘူးကျွန်တော်ကတော့ဆက်ရှိစေနေတယ်ဗျာဘာလို့လဲဆိုတော့ဟိုဒီဇာသမားကဟိုဘလော့လောင်ပြောင်ခံခံခဲ့ရတယ်ပေါ့နော်အဲ့ဒီလောင်ပြောင်မှုတွေကြားနေကိုဘလို့ယုံထလာတယ် United ရဲ့ပြီးခဲ့တဲ့ဒီအင်္ဂွေနှစ်ပွဲဆက်နိုင်မှုပြီးတော့ Premier League မှာသုံးပွဲဆက်နိုင်မှုအရေးတွေမှာလည်းဒီမကွမ်းရားကဘလော့ရေးပါခဲ့တယ်ဆိုတာလည်းဒါအားလုံးအသိပေါ့နော်လက်ပါဘူးနဲ့ပွဲမှာလည်းအနိုင်ကို တွင်ပေးထားတဲ့ကစားသမားဖြစ်တယ်ဆိုတော့မကွိုင်းရအောင်ကျွန်တော်ကတော့ဆက်ရှိစီရင်သေးရေပေါ့နော်ပြီးတော့အတင်းပေါ်လေဘာမှတိတ်စကားများတဲ့သူတွေမဟုတ်ဘူးအရန်ကုန်ထိုင်ခိုင်းလဲအေးဆေးပဲဗျာသူကသူတက်တည်ပြအပူနိုင်တက်တည်ပြနိုင်မှုအတွက်ပဲသူအမြဲတမ်းအားထုတ်နေတဲ့ကစားသမားပေါ့နော် ဒါပေမဲ့မကွာရလဲမတိကြသေးဘူးဆက်ဆောင်ကြည့်ရမယ်သဘောရှိပါတယ်ပြီးတော့ကျွန်တော် United ရဲ့ဒါလူငယ်ရဝင်းမှာဆိုရင်ပေါ့နော် JJ Gabriel ရဲ့တော်တော်လေးဒါနာမည်ကြီးနေတဲ့ထဲမှာပါတယ်ခုဆိုရင်ဒါ U16 ပေါ့နော်အင်္ဂလန်အသင်းရဲ့ဒါ U16 ပြန်ဝင်มาလဲဝင်ရောက်ကစားနေတယ်လို့သိရတယ်ဗျာဟိုခြေစွမ်းနေပါတယ်ကတော့ highlight တွေလောက်ပဲလတော်ချင်းမှာ YouTube မှာရှာကြည့်လို့ရအောင်ပဲပေါ့နော်ပြီးတော့လူငယ်တွေလည်းဖြစ်တဲ့အတွက်သူ့ရဲ့ video file တွေကတော့အများကြီးမရှိဘူးဗျာစိတ်ဝင်စားတယ်ဆိုရင်တော့ရှာကြည့်နိုင်တယ်တော်တော်လေးလဲတောင်ကောင်းတဲ့ကစားသမားဖြစ်တယ်ပေါ့နော် United ဘက်ကလည်းတော်တော်ညှို့လင့် ထားတယ်ကစားသမားဖြစ်တယ်အခု U16 ဆိုတော့음တကယ်လို့ဒါတူပန်ကောင်းနေဆိုရင်ပေါ့ဗျာနောက်ထပ်တစ်နှစ်နှစ်နှစ်နေရဆိုရင်တော့ United ရဲ့အသင်းကြီးစကွတ်ထဲကိုရောက်ရှိလာနိုင်ရည်ရှိတယ်ဒါပေမဲ့လည်းလူငယ်ကစားသမားတွေရဲ့အခြေအနေကတစ်နှစ်ရှိတစ်နှစ်ငွေဆိုတော့တေချာတော့မပြောတတ်ဘူးပေါ့နော်ကျွန်တော်တို့မှာဆိုဒီစကူကိုနေတို့ပြီးရင်ရိုနီတာကိုင်ရိုနီတို့ဖလက်ချာသားဒီဖလက်ချာရဲ့သားဗျာဖလက်ချာဆို တိုင်လာဖရက်ချာလားမသိဘူးလက်ချာရဲ့ตาလည်းရှိသေးရယ်ပေါ့เนาะစသဖြင့်ပြီးရင် short list စီကိုဒီအများကြီးပဲဗျာအဲ့ဒီအများကြီးတွေအတင်းကြီးစီကိုဘယ်သူရောက်လာမလဲတော့မသိဘူးအဲ့ဒီအုပ်စုထဲမှာတော့ဒါ JJ Gabriel တို့ Gaimon Ni တို့ကတော့နည်းနည်းအသက်ငယ်တဲ့ထင်မှာပါတယ်ပေါ့เนาะကျွန်တော်တို့ရဲ့နီးပြဟောင်းကြီး special one ကြီးပေါ့เนาะဒီအိုဆင်းမိုရင်ညိုကတော့ Benfica အသင်းနဲ့သူ့ရဲ့ပြန်လည်ပေါင်းထုတ်မှုမှာဒါသုံးပွဲဆက်ပိုက်ရှုံနေထားတာတွေတွေ့ရတယ်ဗျာအိုးကျွန်တော်တို့အမြင်တော့ပေါ့เนาะဒီမွေဟိုအနေနဲ့ ဆက်ပြီးတော့အောင်မြင်နိုင်မှုရမလွယ်တော့ဘူးလို့ပဲဒါယူဆရတော့မှဖြစ်တယ်ပေါ့ဘာလို့လဲဆိုတော့သူ့ကိုတင်းကြီးတွေကလည်းဗျတိတ်ပြီးမခေါ်ခြင်းညတော့ဘူးဥမာဒါတခြားနည်းနည်းအဆင့် ဥမာဥရောပဥရောပကိုတောင်မှဗျာဒီထိပ်သီးငားလည်းမဟုတ်တယ်တင်းအောင်လားဥမာတူရကီလိတ်တွေပြီးရင်အခုပေါ်တူဂီလိတ်တွေလိုမျိုးမှာတော့ဒါသူအတင်းကြီးတွေကင်တွင်းလို့ရတယ်ဗျာဖီနာဘာချီလိုဘင်ဘီကာလိုဆိုရလဲအတင်းကြီးတွေပဲဒါပေမဲ့ဟိုဒီလိတ်တွေမှာမှလိတ်ဖလားတွေတူဒီမဟုတ်အဲ့ဒီပြည်တွင်းရှုံးထွက်ဖလားတွေယူမပေးနိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ဆရာမော်ရဲ့နီးပြဆွမ်းရည်ရလဲဒါတန်တရား တန်တရာတွေပိုပိုများတဲ့ဟာဖြစ်လာပြီဗောဗျာဘာလို့လဲဆိုတော့သူမအောင်မြင်တာလဲတော်တော်ကြာသွားပြီဗောနော်ဘာလို့လဲဆိုတော့ဘုံမအတင်းမှာတော့အောင်မြင်တယ်ဆိုပေမဲ့လဲဗောနော်သူအရန်ကြီးတော့မဟုတ်ခဲ့ဘူးဗျာဒါပေမဲ့လဲဖလားတစ်လုံးရအောင်ယူပေးရတယ်ယူပါလိုက်ဖလားဆိုတော့ဘုံမအတွက်ကလည်းဒါမဝင်ဘူး၃နှစ်နဲ့နေတော့နေခေါ်ခံရတာတန်တယ်ပဲပြောရမှာပေါ့မဟုတ်ရင်သူတို့အင့်ပါဖလားမှာကဟိုရှေ့မှာရ မရတာလဲကြာပြီဆိုတော့ဗျာမွေယူဟိုါဖြစ်တာတော့ကောင်းပါတယ်ဒါပေမဲ့ပြီးနောက်ပါချီမာကတော့တိတ်အောင်မြင်လိုက်ဘူးပေါ့နော်မွေယူအဲ့ဒီမှာလဲကျွန်တော်တို့ United ကစားသမောင်းနေဖြစ်တယ် Fred တို့ပါအောင်နဲ့ပြန်တွဲထုတ်တာတွေပါရှိခဲ့တယ်ပေါ့ဆိုတော့ဒီမွေယူဟိုရဲ့ဇာတာကြီးကြာသွားပြီလားဒါမှမဟုတ်သူ့ရဲ့စမ်းယူတွေကြာသွားပြီလားဆိုတဲ့စကလုံးနေရာတော့ပို့ပြီးတော့ဆူညံလာခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တို့ကတော့တန်ခေါ်စဉ်ရှိတယ်ဗျာနီးပြားကြီးတွေပေါ့နော်ကျွန်တော်တို့ ဒီ channel တွေစဖတ်တဲ့အချိန်တော့ special one ဆိုပြီးချက်စီးကိုယောက်လာခဲ့တာပေါ့နော်ကျွန်တော်တို့အဲ့ဒီအချိန်မှာ channel တွေဘလုံး channel တွေစဖတ်ပူတာပေါ့ Ronnie Man U ရောက်တဲ့အချိန်ပြီးရင်ဒီမွင်ဟိုချက်စီးရောက်တဲ့အချိန်ပေါ့အဲ့ဒီကာလတွေကဒီအပြောင်းရွှေ့သတင်းတွေပါတယ်ပေါ့နော် channel တွေကိုကျွန်တော်တို့ကဘာသာဖတ်ပူခဲ့တာဖြစ်တယ်အဲ့ဒီတော့ဆိုလဲ special one လို့ဟာ special one ဆိုတာဘာလဲဟာဆိုရွာသားမသိဘူးညာအဲ့ဒီအင်္ဂလိပ်စာ special one လဲ ဘာဘယ်လိုမှလည်းမသိဘူးဗောနော်ပြီးမှ special ဆိုတော့ဆောင်ရမ်းကောင်းနေဆိုတာမျိုးတော့သိရဗောနော်အဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့ဒါမှတ်မိခဲ့တဲ့မွေဟိုပြီးတော့အဲ့ဒီကကဖာကြီးရဲ့အတင်းရောအာဇာစင်ဝင်းကားရဲ့အတင်းကိုတော့ အနိုင်ယူပြီးတော့ဗောနော်ပရီးမီးယားလိနှစ်နှစ်ဆက်ချက်ချင်းယူပြခဲ့တဲ့ဒါလူငယ်နီးပြဗျာစသဖြင့်အမှတ်တရတွေသူလုတ်ပြခဲ့တဲ့အရာတွေကတော့ကျွန်တော်တို့အမြဲတမ်းလေးစားကုန်ယူနေရမှာဖြစ်ပါတယ်ဒါပေမဲ့လောလောဆယ်နီးပြဆွမ်းကြီးကတော့ဆိုးွားနေတယ်လို့ပဲပြောရမှာဗောနော်ဆရာမော်ကြီးလည်းတကယ်လို့ဟိုနီးပြလောကထဲမှာဆက်ရှိမယ်ဆိုလဲအောင်မြင်မှုတွေထက်ရပါစီပြန်လာနိုင်ပါစီလို့ပဲကျွန်တော်တို့ကတော့ဒါတောင်းဆုပြုပါတယ်ဗျာပြီးရကျွန်တော်တို့ဒီနေရာဒီမှာဆိုရင်ပရီးမီးယားလိဂ်ကဥဆောင်ကျင်းပါတယ်ဗောနော်ပရီးမီးယားလိဂ်ဆက်မတော်သွားရှိရဲ့ဗျာအဲ့ဒီ ဟာအတင်းနေရတော့အလဲကြောင့်ဝင်ပြန်ရတဲ့သဘောရှိရပါတော့။လောက်တာလေးနှစ်နှစ်ပဲရှိသေးတယ်တူတယ်ဗျ။ပြီးတော့ကျွန်တော်ဒီနှစ်ရာသီမှာဆိုတာ United ကပြီးမြောက်လိုက်ဆမ်မာတော့ရသွားတယ်လေ။ကျွန်တော်တို့ဒီ2025ရာသီကျော်ခြေစမ်းပွဲမှာပါနော်။အဲအဓိကတော့အဲ့ဒါဘယ်မှာကျင်းပလဲဆိုအာရှအာရှမှာကျင်းပရတယ်ဥပမာစင်ကာပူမလေးရှားစသဖြင့်ပေါ့ဗျာအာရှတခွင်သူတို့ကိုရီးယားဂျပန်ပတ်ပြီးတော့ဒါကျင်းပတဲ့တော်တွေဖြစ်တယ်ပေါ့အဲ့ဒီနေရာတွေကလည်းနှစ်စဉ်ဝင်ငွေဒါဆယ်တန်းခန်းလောက်ရရှိရမျိုးရှိရလို့သိရတယ်ဗျဒါပေမဲ့လေလာမဲ့ပေါ့နော်လာမဲ့ကျွန်တော်တို့ ဒီခြေစမ်းပွဲကာလတွေမှာတော့ United အသင်းကဒီခြေစမ်းပွဲတွေကစားဖို့မရှိဘူးလို့သိရတယ်။ဘာကြောင့်လဲဆိုတော့ဒီဒီ2026မှာ World Cup ရှိရဗျာ။ဥမာ Premier League ကကျွန်တော်တို့မေ24ရက်ဆိုပြီးပြီ။မေ24ရက်ပြီးပြီ။ World Cup ကရောက်တော့ဇွန်လ10ရက်နေ့မှာစမယ်ပေါ့နော်။ဇွန်လ10ရက်နေ့မှာစမယ်ဆိုတော့ကြားထဲမှာဟို သုံးပတ်နီးပါးပေါ့နှစ်ပတ်နှစ်ပတ်ကျော်သုံးပတ်နီးပါးအချိန်အပြည့်အစ9ရက်ဆိုနှစ်ပတ်ပဲနှစ်ပတ်ပဲရတယ်ပဲအောက်တယ်ပြီးမြန်လည်းပြီးရတယ်ဒီကဘာဗလာစားဖို့ကနှစ်ပတ်လောက်ပဲလိုလာဆိုတော့ဗျာပြီးရင်ကဘာဗလာကစားသမားတွေတွန့်ပြရင်ပဲကဘာဗလာကလည်းဒီဂျွန်လာတလာလုံးပေါ့နော်ဇူလိုင်နဲ့လောက်မှမှပြီးမယ်ဗျာအဲ့ဒါဆို6လပိုင်းရောက်ရင်ပြီးမြန်လည်းကလည်းပြန်စားပြီးဆိုအချိန်မရှိတော့ဘူးအဲ့ဒီအတွက်ဒါ United ကနှစ်စင်သွားနေကြအာရှခြေစံပွဲတွေကိုသွားတော့မှမဟုတ်ဘူးလို့သိရတယ်ဗောနော်ဒါပေမဲ့လည်းဟို ည်တဲ့အတိုင်းပဲဗျာဒီကာလဟိုခြေဆန်းပြီးတော့ငွေရှာနေတဲ့အသင်းတွေဟိုအသင်းကြီးတွေဆိုအဲ့လိုမျိုးဒါလှုပ်လေလှုပ်ထားလေရှိတော့ဒီစောင်းရသည်အနာဒီဇင်ဘာပွဲချက်ကာလပြီးရင်ကျွန်တော်စောင်းရသည်အနာပေးတဲ့ကာလလေးရှိရပါတော့ဇန်နဝါရီပြောင်းရွှေ့ကာလတွေပေါ့အဲ့ကာလတွေမှာတော့ဒါ sorry pack ကိုသွားပြီးတော့ခြေဆန်းနိုင်ကြည့်ရှိတယ်လို့တော့သိရတယ်ပေါ့နော်အဲဒီ story pack မှာတကယ်လို့ခြေစမ်းပွဲလုပ်ဖြစ်တယ်ဆိုရင်လည်းဒါပရီးမီးယားလိဂ်က season ပေးတဲ့ပွဲလား United ကိုပေါ့ season ပါလားဆိုတော့ဒါမပြောတတ်သေးဘူးပေါ့နော်ဒါကတော့ဒါနိုဝင်ဘာ6ရက်နေ့မှာကျွန်တော် ီဘောနော်လိုက်ရှာဖတ်ထားတဲ့သတင်းတွေကိုစုစည်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဗျတကယ်ကိုမှတ်တမ်းရလေးပါပဲနိုဝင်ဘာ6ရက်နေ့မှာဒါ United ကိုစတင်ဖာဂူဆန်စတင်ကင်တွေခဲ့တယ်ဆိုတော့ကျွန်တော်လည်းခုမှအတည်တယ်ဗောနော်ပြီးရင်လည်းကျွန်တော်တို့ဒါတစောင်းတိုင်းကာလာ ဖြစ်တယ်ဗျာတစောင်းတိုင်းပွဲတော်တွေပါတယ်ဆိုတာမြန်မာပြည်မှာလည်းကျွန်တော်တို့ချင်းချင်းတည်းကျင်းပရတယ်ဥမာတိုင်းနိုင်ငံမှာဆိုရင်လည်းတို့နိုင်ငံရဲ့ဒါလွယ်ကတုံပါညာမီမျောပွဲတော်တွေတချင်းပါလေးရှိရယ်ပေါ့ကျွန်တော်တို့ဒေတာမှာဆိုရင်လည်းတစောင်းတိုင်းဟာရွာဖျားပွဲကာလဖြစ်တယ်မိသားစုတွေဒါစုံညီကြတဲ့ကာလဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးမှတ်တရကာလတွေမှာကျွန်တော်တို့တိုင်းပြည်ချင်းနေရတော့အားလုံးသိတဲ့အတိုင်းပဲဆိုအဲ့ဒါကြောင့်ပဲဒီကျွန်တော်တို့စီမီ စီမီရဲ့လင်းရောင်နေနဲ့အတူကျွန်တော်တို့နိုင်ငံကြီးလည်းအများဆုံးလင်းလက်ပါစေဝေကွာနေတဲ့မိသားစုတွေအများဆုံးသိနိုင်ကြပါစေလို့လည်းကျွန်တော်ဒီတစောင်းနိုင်ကာလာဆူတောင်းလေးနဲ့မြတ်တာပို့သပါရယ်ဗျဒါ unite ကျွန်တော်ရဲ့ channel လေးကိုအားပေးနေကြတဲ့ united fan ကြီးကိုမောင်မောင်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ